see <laughs> what တော့လုံနေရတာပါပဲအရင်တုန်းကတော့နင်တို့ငငယ်တော့ကပြေးထွက်လာပြီဆိုခုခုခွေခစ်တော့ဟာဆိုလေခုခုကြောင်းပေါ့နော်အခုကျတော့ပိုဆိုးသွား digital ဖြစ်သွားရဲ့အဲ digital ရဲ့ income တခုနဲ့ရက်တီကိုဆိုရလဲတို့မှာ tech carry တချို့ရှိတာပေါ့နော်ဒါပေမဲ့အားလုံးကတဲ့လေပေးချင်ကြတဲ့သူတွေကြီးပဲအဲ့တော့ဒီနေ့နဲ့တူချာတကယ်ဒီညီကောင်မောင်တို့ရဲ့ဆိုရင်လည်းသူတို့ music video ဆိုတေချာရိုက်ကြတယ်တေချာလောက်ကြတယ်ပေါ့နော်အဲ့အတွက်ဒီနေ့လည်းတေချာလောက်ဖို့တေချာရိုက်ဖို့ပဲစီစဉ်မှာစမ်းထားပါတယ် 2019ရရှင်းထားတာဆိုတော့ဟောပေါ့သချင်းလေးတွေကတော့ဘယ်လိုဟောင်းသွားမယ်လို့ထင်တာဒီတည်း music အဓိက music form နေပေါ့နော်အဲ့အရာဟောင်းသွားမယ်လို့ထင်တာဒါပေမဲ့လည်း pop တမားဖြစ်တဲ့အတွက်တော့အရင်ဟောင်းသွားမယ်လို့ပြောတော့မရှိဘူးအဲနင်းဒီခင်းနဲ့လည်းပြန်ပြီးအဆင်ပြေတဲ့သချင်းလေးကိုပြန်ထည့်ထားပေါ့နော် ဘာလေးထုတ်ဖြစ်တဲ့အစားလေးကထားမှုပြည်လေးရေးပြပါမယ်။ဟုတ်အဲဒီ Phoenix album က2019ရဲ့ကနေပြီးတော့ recording လုပ်ခဲ့တယ်ပေါ့နော်။အဲတော့2019 20လောက်မှာထွက်ဖို့အတွက်ရထားခဲ့တာပါ။ဒီမီဒီယာထဲမှာဒီမျိုးအခွင့်မထွက်ဖြစ်ပဲနဲ့အခုဒီ2025လောက်ကျမှပဲ break the letter ပေးအပ်ဖြစ်တာပေါ့နော်။ဒါပေမဲ့လည်း physical album ကအခုနောက်ပိုင်းမှာတိတ်ပြီးတော့မထွက်ကြတော့ဘူး။အဲဒီလိုမျိုးလက်မဲ့ရေးထိုးပွဲတွေကြကြပဲပဲနောက်မှပြန်မလုပ်ဖြစ်ကြတော့ပေါ့နော်။အဲအားကြောင့်မလို့ဒီနေ့မှပြန်ပြီးတော့အဲ့ဒါလေးလည်းပြန် ပြည်သက်နဲ့လည်းပြန်တွေ့ချင်တာဖြစ်တဲ့အတွက်ကိုဒီနေ့အပွဲလေးလုပ်ဖြစ်တာဖြစ်ပါတယ်။အဲ့ပွဲပေါ်မှာဘလောက်ဖြစ်ရောစိတ်လှူချတယ်ပြောလို့ပါ။အဆိုရောဆိုရာကတော့တချင်းခွေထွက်တိုင်းမှာစိတ်လှူချကြတာပါပဲ။အဲနင်းနီးနင်းနီးပြေကိုနင်းနီးကိုနင်းနီးလာရောက်ပေးကြမယ်။နင်းနီးတကယ်ချင်းနဲ့ညီကောင်မတို့အကုန်လုံးကလည်းဒီနေ့ပွဲလေးကိုရင်ခုန်ကြတယ်စိတ်လှူချကြတယ်။အားတို့အရင်ကလိုပဲပြည်သက်တွေတွေ့ဆုံဝင်ရမယ်ဒီဒီလက်မှတ်ထိုးပေးရမယ်ဖြစ်တဲ့အတွက်ဆက်လေး အမဖြစ်မချစ်ခဲ့ရတဲ့ကြာပြီပေါ့နော်ဟုတ်အဲကြောင့် project တွေနဲ့အနည်းကဲဆောင်ပြေးပေးရတဲ့အတွက်ဒီနေ့ခေါ်ပါတယ်တိုက်တဲ့ L value ကို fitness လို့ပါလို့ပြောတာဒီ logo လေးပေါ့နော်ဒါနေ့ show ဝဲထဲမှာလည်းတကယ်ပြနေကြပါပေါ့နော်အဲဒီ logo လေးကို2019လောက်ထဲကနေလို့ဖန်တီးထားပြီးတော့ revolution ပွဲတွေမှာနေလို့ဆုခဲ့တယ်အဲအခုဒီကြောက်ဒီ2015ကြာမှာပဲဒီ Phoenix ဆိုပြီးတော့တချင်းရေးပြတာဖြစ်ပါတယ်ဟုတ်ထွက်ဖြစ်တာဖြစ်ပါတယ်ဟုတ် ဒါပြစ်သက်တွေအများကြီးပဲဒါအခုဆိုလို့ရှိရင်လာပြီးဝင်ရကြတာဆိုတော့ဒါဒီကုန်စားမှုတွေပြပြလို့ပါဟုတ်အဆိုတော်ကတော့လေအဲညီတို့ဒီကြားထဲမှာအာရုပ်ရှင်တွေလည်းရိုက်ကြတယ်အဆိုတော်ဆိုတော့သချင်း album ထွက်တာတော့ရှင်ခုံဆုံးလို့ထင်တယ်အဲရုပ်ရှင် musical ရုပ်ရှင်တော့လည်းမတူတဲ့ခံစားမှုမျိုးရှိတယ်ဆိုလို့လည်းသချင်းထွက်တာကတော့ကိုယ့်ဘက်ပုံပြီးစိတ်လုံးကြုံမှုရှိတယ်စိတ်ထဲမှာပီတိပုံပြီးဖြစ်တယ်ပေါ့နော်ဟုတ် အခုတက်နေခက်ကြရတော့เนาะဆိုတော့တချင် online မှာဒါတင်ကြရရင်းရကြရတယ်ပေါ့เนาะဒါ idea လေးကြောက်ကြရတယ်ချင်းလို့အခုနောက်ပိုင်းအကြောက် digital kit ဖြစ်သွားတဲ့အခါကျ digital release တွေပဲသွားကြတာများတယ်အခုတပုတ်ပြီးသွားရင်အဲ့ဒီပုတ်ကိုချက်ချင်းဆိုသလိုပေါ့လက်လက်ဆက်ဆက်အဲပရိသတ်ကနားထောင်ခန်းစားခွင့်ရတဲ့ kit ဖြစ်သွားတာပေါ့နော်အဲ့ဒါအကြောင်းမလို့ဒီလိုမျိုး10ပုတ်တွေ15ပုတ်တွေစုပြီးတော့မှအခွေထွက်ရတဲ့ kit ဆိုတာကျွန်တော်လွန်ခဲ့တဲ့9နှစ်10နှစ်လောက်ကပဲလုပ်ကြတာခုနောက်ပိုင်းကတော့လက်ဆက်ဆက် ကြတယ်အဲ့ဒီခေတ်ကိုရောက်သွားတာပေါ့နော်အဲ album ကတော့ကိုယ့်ရဲ့ milestone တစ်ခုလို့ညင်ချင်ပါတယ်ဒါကြောင့်မလို့ဒီနေ့အတွက်ကတော့ album ကပို့ပြီးတော့အဲတမိုးထားတဲ့အရာလေးပေါ့နော်ဟုတ်ဒီ box လေးထဲမှာဘာလေးပါလဲဆိုလို့ပြောပါအော်ဒီ box လေးထဲမှာဆိုရင်ညီတို့အဲ lyrics book ပါတယ် sticker ပါတယ်နောက်ပြီးတော့ညီတို့ photo card တွေပါတယ်နောက်ပြီးတော့ memory stick ပါတယ်ပေါ့နော်ကားပုံမှန်နှောင်းထောင်းနေတဲ့သူတွေ computer နှောင်းထောင်းနေတဲ့သူတွေအတွက် memory stick ပါမယ်နောက်ကတော့ audio cd ကတော့ player သိပ်ပြီးတော့မရှိတာတော့ဘူး collection တွေနဲ့စုကျင်တဲ့သူတွေအတွက်အဲ့လိုထည့်ထားပေးပါတယ်အဲ့ဘာနေအများကြီးဖြစ်စားတဲ့ဒီမှာတော့ဒီငွေကြေးရှုံးမြတ်စွာရှိရမှာဒါအခုမှန်တယ်ပြည်တယ်ငွေကြေးရှုံးမြတ်တဲ့ပတ်သက်ပြီးတော့ဟုတ်ဒီနေ့ပွဲကတော့နင်းနီးတို့အမှတ်တရပွဲလို့ပြောမယ်ဆိုရင်ပုံမှန်ပါအဲ့တော့ချက်စားရေပေါ့နော်ဘာဖြစ်လို့ဆိုတော့ဒီခေတ်မှာ physical album ကို ဖာရှီအလေးထားလည်းတိတ်ပြီးတော့မရှိကြတော့ဘူးဒါပေမဲ့တကယ်ဟတ်ကို fancy ဒီ box ပေါ်မှာ collection လောက် ပြီးတော့စုချင်ထားတဲ့သူတွေအတွက်လုံးဝ limited box ပဲရောင်းချပေးရဖြစ်ပါတယ်အဲ့တော့ဒီနေ့ဒီဒီနေ့ဆိုရင်ပိုပိုဒီဒီပူပေါင်းပြီးတော့ဗောနော်ဒီနေ့ပွဲလေးကိုဒီကပွဲလို့ပြောမယ်ဆိုရင်ပို့ပြီးတော့မှန်ပါလိမ့်မယ်ဒီတို့ဒီ ်ရောင်းတာကတော့လုံးဝ limited box နဲ့ box နဲ့နဲ့ပဲနေတို့ဒီနေ့ပြိတက်ကိုပေးတော့မှာဖြစ်ပါတယ်ဟုတ်ချင်းဆယ်ပုတ်ကအမန်ကိုရယ်ဇာတိပါပါတယ်အချင်းတက်ကဆယ်ပုတ်ဆိုပေမဲ့ဒီထဲမှာကိုဘုတ်ကတော့ဒီဆယ်တစ်ပုတ်ကတော့ introduction music ပေါ့နော်အနည်းနည်းရဲ့ music producer ကိုမျိုးစောထက်ကပဲဖန်တီးပေးထားတာပါနောက်တချင်းကိုဘုတ်ကတော့ဆရာရွှေကျော်တို့နောက်ဒီဒီဆိုသောဖုန်းတို့ထွတ်တို့ပေါ့နော်နောက်ပြီးတော့ဒီတို့ဒီတို့လည်းပုံမှန်လက်တွေ့နေကြမဟုတ်တဲ့ဒီတကြီးတွေ လည်းဒီထဲမှာပါတယ်ဒီနေ့ရေးထားတာလည်းနှစ်ပုတ်လောက်ပါပါတယ် featuring မပါဘူး featuring artist မပါပါဘူးတကယ် solo album ဆက်ဆက်ပါ music video music video ကတော့မလာသေးပါဘူး music video ဒီထဲကနေပြီးတော့ပရိသတ်အားပေးတဲ့အချင်းတွေကိုပြန်ပြီးတော့ရိုက်ကူးသွားဖို့ရှိပါတယ်အဲ့တော့ music video ကြတော့လုံးဝဒါနေရာတိုင်းနေတာအဲ့ဒီကအဲ့ဒီရိုက်တာပြဿနာရောအဲ့ဒီတိုင်းမှာကျွန်တော်နေရာ မဲ့တခြင်းတွေရှိတယ်။ဒီနေ့ကြိုက်တဲ့တခြင်းပေါ့။အဲ့ဒါတွေနဲ့ပြိသက်ကနေပြီးတော့ဒီထဲကနေအတူအကြိုက်ဆုံးသူတို့တွေအားပေးဆုံးတခြင်းတွေဆိုထွက်လာမှာပဲ။အဲ့ထွက်လာတဲ့တခြင်းတွေကိုနင်တို့အကောင်ဆုံးပုံဖော်ပြီးတော့ဖန်တီးသွားဖို့ရှိပါတယ်။ဟိုဒီကစ်မှာကတော့လည်း music video တစ်ခုမိုက်ဆုံးလို့ရှိရင်ဟိုကြီးကုန်ကြမှုကလည်းများတော့ပြောပြပြပါဦး။ဟိုကအစင်မောပြပါမလို့လို့လေးရှိပြီ။အဲ struggle တော့လုပ်နေရတာပါပဲအရင်တော့ကတော့နင်တို့ငငယ်တော့ကပြေးထွက်လာပြီဆိုကိုကို ရိတ်ခေတ္တဝါဆိုလဲခုခုကြောင်းပေါ့နော်အခုကျတော့ပိုဆိုးသွားတဲ့ digital ဖြစ်သွားတဲ့အတွက်အဲ digital ရဲ့ income တစ်ခုနဲ့ရက်တိကိုဆိုတာလဲမျိုးမှာ tag carry တချို့ရှိတာပေါ့နော်ဒါပေမဲ့အားလုံးကပြည်သူတွေပေးချင်ကြတဲ့သူတွေကြီးပဲအဲ့တော့ဒီနေ့နဲ့ဒီတခြားတွေရဲ့ဒီညီကောင်တော်ရဲ့ဆိုရင်လဲသူတို့ music video ဆိုတခြားရိုက်ကြတယ်တခြားလောက်ကြတယ်ပေါ့နော်အဲ့အတွက်ဒီနေ့လဲတခြားလောက်ဖို့တခြားရိုက်ဖို့ပဲစဉ်းစားမှာစဉ်းစားထားပါတယ်နောက်တော့ဆက်လောက်ပဲရှင်းလေးစားစုပြဆိုတော့ဘယ်လိုမျိုးလေးရှိလဲဒါနည်းနည်းလေးကြားပြီးဆိုတော့ 2019ရဲ့ဆွထားတာဆိုတော့အော်ဗောတချင်းလေးတွေကတော့အဲ့လိုဟောင်းသွားမယ်လို့ထင်တာအဒီတည်း music အဓိက music form နေပေါ့နော်အဲ့ရဟောင်းသွားမယ်လို့ထင်တာဒါပေမဲ့လည်း pop သမားဖြစ်တဲ့အတွက်တော့အရင်ဟောင်းသွားမယ်လို့ထင်တော့မရှိဘူးအဲနင်းဒီဒီခင်းနဲ့လည်းပြန်ပြီးအဆင်ပြေသေးရဲ့တချင်းလေးကိုပြန်ထားပေါ့နော်ဟုတ်ပါဘူးမနီနာနာမည်ဆိုလို့ထင်တာ Super Red Mario လို့အဲ့လိုအင်္ဂလိပ်နာမည်လေးကိုအများကြီးပြန်ပြီးတော့ဟုတ်အဲနင်းရဲ့ track ရတဲ့ album ပြရုပ်တစ်ခုစီချင်းစီရှိတယ်အဲ့တော့ super red တော့ကလည်းအဲ့လိုပဲနင်းရဲ့အာ product တွေလည်းအများကြီးချစ်လာခဲ့သလို super red ဆိုပြီးတော့နာမည်တစ်ခုအနေနဲ့ပေါ့နော်ဆရာရွှေရနင်းလေးကိုပေးခဲ့တာပေါ့နော်အဲ့နင်းလေးကတော့လည်းတည်ကြတယ်လို့ super red ဆိုပြီးတော့လည်းတည်ကြတယ်ပေါ့နော်အဲ့သူတို့ကြိုက်တာလေကိုထင်လားသူတို့လေတချင်းအဲ့လိုမြူးတဲ့တချင်းဟဲ့လားဒါပေမဲ့သူတို့ကလည်းအခုချိန်ကြီးဆွေးနေတော့အဲ့တော့နင်းရဲ့အသေးခွင့်နေစေပေါ့နော်မမရဲ့အသေးခွင့်နေစေပြိသက်တွေအတွက်လေးပါတယ်ဟုတ်လား တဲ့တော့မိုးမိုးရေရွာတဲ့ချိန်မှာတော့ထောင်လောက်ကောင်းနေချင်းလေးပေါ့အဲ့ဒါတွေကတော့သူတို့ကြိုက်ကြတယ်ဟုတ်ပါဘူးအင်းဒီကညလုံးချက်အများကြီးမရှိပါဘူးကိုဘက်ကအကောင်းဆုံးလုပ်ချက်အရှက်လုပ်ပေးတယ်ပြီးတော့ဒီ album နေမဟုတ်ဘူးနောက်မှာအဲဖတ်ဖို့ရစီဟာရရှေရဟာရရှေရဟာရထောက်ပေါ့နော်